ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာ VNN လာအိုသုံးနိုင်ငံကထောက်ထားမဲ့နိုင်ငံသားရွှေပြောင်းလုပ်သားတွေအတွက်ပတ်ရောက်ကဘတ်ထောက်ထားတည်လို့ဖို့နာမည်စရင်းတင်သွင်းတဲ့လုပ်ငန်းစဉ်ကိုဒီဇင်ဘာလ12ရက်ကနေဒီဇင်ဘာလ26ရက်အတွင်းစတင်ပြုလုပ်ဖို့ထိုင်းလုံခြုံရေးဝန်ကြီးဌာနကခွင့်ပြုလိုက်ပါတယ်။အဲဒီကာလအတွင်းထိုင်းလုပ်ငန်းရှင်တွေကတဆင့်နာမည်စရင်းသွင်းတာပြီးတဲ့နောက်ကျန်းမာရေးစစ်ဆေးတာအလုပ်သမားရဲ့ဘိုင်ိုဒေတာအချက်အလက်တင်သွင်းတာပတ်ရောက်ကပြုလုပ်တာနဲ့ အလုသမားဝပ်ပါမဲ့ဗီဇာတုံးထုတာစတဲ့လုပ်ငန်းစဉ်အစဉ်အဆက်ကိုရပ်ပေါင်း60အတွင်းလောက်ဆောင်မှာဖြစ်ပါတယ်။ဘာလို့ပြင်ဆင်ထားတဲ့လဲဆိုတော့သူတို့ကပထမအချက်အဲနိမ်စကအချင်းက14ရက်ပဲပြီးတယ်ဆိုတော့14ရက်အတွင်းမှာတတိယချတကယ်လို့တတိယမရှိဆိုတော့ငါတတိယနဲ့ အင်းဆုံးလှုပ်ထားပေါ်တော့ပြီးမှပဲတတိပြောင်းကြုံကြပေါ့လက်ရှိမှာတတိမရှိလို့ငါတတိနဲ့ပဲလှုပ်ထားလှုပ်ထားပြီးမှအာနံပါတ်စင်းတင်နံပါတ်စင်းတင်နံပါတ်စင်းကြလာမယ်ဆိုရင်တို့ကိုအစိုးရဆေးဟုတ်မှာစီရစီကြပေါ့စီရစီပြီးစီအောင်လက်မရလာပြီဆိုဘောမှာမျိုးရှောက်ကြပေါ့ဘောမှာမျိုးကြလာပြီဆိုရင် immigration မှာတွားပြီးမှမျက်လုံးဒေတာတို့လက်ဝေးတို့အဲ့အဲ့ဒါကြီးတက်လို့ရပါပေါ့နော် အဲ့ဒါကြီးလှုပ်ပြီးပြီဆိုရင်ကျွန်တော်တို့အပိုင်းအောင်ကပ်ဖို့တရရမှာပေါ့နင်းမစ်မတင်ရသေးဘူးဆိုတော့ဒီကြားထဲမှာတော့နှစ်တကူးဆိုတော့ဖန်စီကတော့များမှာပဲနှစ်တိုင်းလိုလိုနှစ်တကူးမှာဖန်စီကရှိကြတယ်ရဲတွေကဖန်တော့ပေါ့နော်ဇောလာတတိပြုတင်တာပေါ့နော်အလသမားရဲ့အနေနဲ့ပန်းရောင်ကပ်ပြုလုပ်ဖို့ကုန်ကြစိတ်ကအနေအဆုံဘတ်ငါးရငါနဲ့ဘတ်6000 8000အထိရှိပြီးတချို့နေရာတွေမှာဘတ်တသားငွေလောက်အထိတောင်းခံတာတွေရှိတယ်လို့အလုပ်သမားတွေကပြောပါတယ်။ပန်းရောင်ကပ်ဘတ်အစ်အတွက် ဝပမင်းနဲ့ဗီဇာရပြီးရင်တော့အလုပ်သမားတွေဟာတစ်နှစ်နေထိုင်အလုပ်လုပ်ခွင့်ရမယ်လို့ဆိုပါတယ်။ဌာနကမှာပြီးခဲ့တဲ့အောက်တိုဘာလတွင်ပန်းရောက်ကဘတ်အသစ်ရိုက်မဲ့လုပ်ငန်းစဉ်ကိုစတင်မယ်လို့ကြေညာခဲ့ပေမဲ့နေဆက်လုံခြုံရေးအခြေအနေတွေကြောင့်အောက်တိုဘာလ၁၆ရက်မှာရပ်ဆိုင်းခဲ့ပြီးနှစ်လအကြာဒီဇင်ဘာလမှာပြန်လည်ခွင့်ပြုလိုက်တာပါ။အထောက်ထားမဲ့မြန်မာလူသားတွေအနေနဲ့အကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံရပြီးငွေညစ်မခံရအောင်ဘတ်ဖွင့်ပေးချိန်မှာပြုလုပ်ထားကြဖို့အလုပ်သမားရေးလှုပ်ဆောင်သူတွေကတိုက်တွန်းသတိပေးပါတယ်။ ။ဘာပဲပြောပြောခမ်းမ်းကြရအဖြစ်တော့၄သိန်းကနေ၅သိန်းလောက်တော့ပုံနိုင်ငံရွှေပြောင်းလူသားတွေအထောက်ထားလုပ်ကြမယ်လို့ယုံကြည်မျှော်လင့်ရတယ်။လှုပ်ထားကြပါလို့လည်းအထူးတလဲနှိုးဆော်တိုက်တွန်းခြင်းနဲ့ဘာဆိုဘာမှမချင်ချင်အဖြစ်ရဲအစ်စ်ကဖြစ်စေရဲအတုရောင်မျိုးပြောဖြစ်စေကိုယ်ငွေညစ်တောင်းခံနိုင်တယ်နှိမ့်ဆက်ကလူပြုမှုနိုင်တယ်။နောက်ထိုင်းနိုင်ငံမှာဘယ်ဆေးရုံဆေးကမ်းမဆိုဘတ်တရားနဲ့ကုသလို့ရမယ်။အခွင့်အရေးကိုလက်လွတ်ဆုံးချုပ်ခံနိုင်တယ်။နောက်တစ်ခုကတော့ ထိုင်းဆိုရအတ္တမပြဌာန်းထားတဲ့ထိုင်းဥတွေပါအလုံးသမားကာဝယ်ဆောက်ရှောက်မှုတွေကိုကိုယ်နဲ့ကင်းလွတ်စေတယ်အဲ့ဒါတွေမဖြစ်ရအောင်အခုစာဆန္ဒအထောက်အထားတဲ့တွေကိုလုံးဖြစ်အောင်လုပ်ပါမရှိရှိတာကိုရှားကြံပြီးတော့စားတာတောက်တာကိုခြွေတာပြီးတော့ဒီစာဆန္ဒအထောက်အထားတဲ့ကိုလုံးဖြစ်အောင်လုပ်လိုက်ပါလို့နှိုးဆော်ပန်ကြားခြင်းပါပဲ ထိုင်းနိုင်ငံမှာနာနာငံသဘောတူစာချုပ် MOU စနစ်နဲ့လောက်ကန်နေတဲ့ရွှေပြောင်းလုပ်သားတွေစနစ်ခံကတ်၊နေဆက်ဖြတ်ကျော်ကတ်၊ပန်းရံကတ်စတဲ့အထောက်ထားပုံစံအမျိုးမျိုးနဲ့အလုပ်လုပ်ကင်နေကြတဲ့မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်စတဲ့ရွှေပြောင်းလုပ်သားတွေတန်းချီရှိပါတယ်။နိုင်ငံသားရွှေပြောင်းလုပ်သားတွေရဲ့မှာမြန်မာလူ့သမားရေးတက်ကအများဆုံးဖြစ်ပြီးလက်ရှိထိုင်းနိုင်ငံတွေကိုရွှေပြောင်းရောက်ရှိနေတဲ့မြန်မာရေးအတွက်ခုနှစ်တန်းဝန်းကျင်ရှိနေပြီလို့ထိုင်းအရပ်ဖက်ဖွဲ့ရဲ့စီးနွေရာသိရပါတယ်။ကျွန်တော်ဇွဲသစ်ပါ